ပါလဝဲမိန်ပါပါဘာဆရာရင်မြင့်တဲ့ကတွေ့ဆရာမထားအောင်ပေါ်တိုင်းမှာဖြစ်ပါတယ်9000တာသမီဖြစ်တဲ့ကြာသာရေးသားသမီးတွေမိမိတို့ယာရုတက်ဖို့ရှိနေတဲ့သူတွေပြဿနာတွေအခက်အခဲတွေရန်နေနဲ့ရင်ဆိုင်နေရပြီဘာပဲလို့လို့အလွဲလွဲချော်ချော်တွေအထက်ငယ်အထက်အမောက်ဝင်နေရင်ဆိုင်နေရပြီဆိုရင်အကြီးကျယ်လက်တွေပိတ်နေပြီဆိုတော့ပြုလုပ်ရတဲ့အဘဆရာကြီးမြင့်တဲ့ကရဲ့ခေါင်းစေးမင်္ဂလာပြုလုပ်နေကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ EC ရဟာရှေ့ဘယင်မင်းမြတ်တွေစက်တိုက်မထွက်ခင်မှာပြုလုပ်ရတဲ့ ကောင်းစေမင်္ဂလာအစီအစဉ်နီးပဲဖြစ်ပါတယ်။ကြာသာပရိသတ်မီတွေကောင်းစေမင်္ဂလာပြုလုပ်ရမယ့်နေရာမိမိတို့ရဲ့မိုးနေ့ကြာသာပရိနေ့မနက်9:45မိနစ်မှာပြုလုပ်ရမှာဖြစ်ပါတယ်။အရှိစုစုကိုမျက်နာမှုပြီးတော့မှညာဘက်ခြေထောက်အောက်မှာ အုံတညော့ဘယ်ဘက်ခြေထောက်အောက်မှာတန်းခွန်တန်းညင်ကိုတက်ပြီးတော့နေရမှာဖြစ်ပါတယ်။မိမိတို့လျှော်မဲ့တေရောကမွန်းရေထဲမှာကန်းကောနှံ့ညော့တပြေချောင်းညော့စပေသုံးကုန်ထည့်ရမှာဖြစ်ပါတယ်။မိမိတို့ရဲ့အနိုင်တက်ရှိရဲ့နေသားမီဖြစ်တဲ့အင်္ဂါသားမီကနေပြီးတော့ကြာသာပရိသတ်မီကို ကောင်းစိတ်မင်္ဂလာပြုလုပ်ပေးရမှာဖြစ်ပါတယ်။အဲတော့ကြာသာပရိသားမှာရှိတဲ့အခိုက်အတန့်ညံ့နေအများဆုံးကင်းစင်ဖို့လက်လာပါတွေအများဆုံးပွင့်လန်းဖို့ယာရုတွေအများဆုံးတိုးတက်ဖို့အထင်ကောဖြစ်နေတဲ့ကိစ္စတွေအားလုံးကောင်းစိတ်မင်္ဂလာပြုလုပ်တဲ့အခြေအနေစပြီးတော့အဆင်ပြေအောင်မြင်ဖို့အတွက်အလေးနက်ဆူတောင်းရမှာဖြစ်ပါတယ်။ဒီလိုဆူတောင်းပြီးပြီဆိုရင်တော့မိမိတို့ရှော့ထားတဲ့သေရောကမုန်းပတ်တွေရဲ့ပန်းနေရဲ့ကိုမိမိတို့ရဲ့အင်ရှိအပြင်ဘက်မှာထွက်ပြီးတော့မှအရှိဘက်မှာသွားပြီးတော့ဆုံးရမှာဖြစ်ပါတယ်။ခြေထောက်အောက်မှာ နင်းတဲ့ပန်းတွေပြီးတော့အရှိန်မြောက်တောင်းရံမှာသွားပြီးတော့တယောက်ယောက်ကိုစုံခိုင်းရမှာဖြစ်ပါတယ်ဒီကောင်းစိတ်မင်္ဂလာရေတွေအစီရင်ကိုပြုလုပ်ခြင်းအပြင်စက်သားဝိသားမိတွေမိမိတို့ရဲ့အခက်ခဲတွေတွေကနေပြီးတော့အမြန်ဆုံးကျော်လာနိုင်စေမှာဖြစ်ပါတယ်ကောင်းစိတ်မင်္ဂလာပြုလုပ်ပြီးပြီဆိုရင်တော့ရေမိုးချိုးရမှာဖြစ်ပါတယ်အဝိဇ္ဇအတ္တတွေလဲပြီးတော့မှမိမိတို့အိမ်ပြားမှာဖျောင်းနိုင်စကိုးတိုင်အမွှေးတိုင်စကိုးတိုင်ထွင်ညစ်ပြီးတော့မှမိမိတို့အခက်ခဲတွေကိုအမြန်ဆုံးကျော်ဖြတ်နိုင်ဖို့အတွက်အလေးနက် ဆူတောင်းမှာဖြစ်ပါတယ်လလပါရီအများဆုံးပွင့်လန်းဖို့ယာတုအများဆုံးတိုးတက်ဖို့လက်ရှိကြုံတွေ့နေတဲ့အခက်အခဲတွေပြဿနာတွေအများဆုံးအဆင်ပြေအောင်မြင်ဖို့အတွက်အလေးနက်ဆူတောင်းမှာဖြစ်ပါတယ်ဒီကောင်းစိတ်မင်္ဂလာပြုလုပ်ခြင်းအပြင်မိမိရဲ့အညံ့နေခိုက်တွေပြေပြောက်ပြီးတော့မှကောင်းကျိုးဒုက္ခပလတွေကိုအများဆုံးရရှိစေမှာဖြစ်ပါတယ်2025မှာကြာလာပြီးသားသမီးတွေမိမိရဲ့လူရင်းဆန္ဒတွေတလုံးတဝါတွေပြည့်စုံနိုင်ကြပါစေ